တနင်္ဂနွေနေ့မွေးဖွားသောမိစေများအားလုံးမင်္ဂလာပါ2025မေလတလတာအတွက်တနင်္ဂနွေနေ့မွေးဖွားသောမိစေများရဲ့ကံကြမ္မာကတော့အကောင်းထဲမှာရှိနေပါတယ်ဘယ်ရက်ဘယ်နေ့တွေမှာပို့လို့ရင်ကောင်းလဲဆိုရင်ဗုဒ္ဓနေ့နဲ့တောက်ကြနေ့နှစ်ရက်ကအဲ့ဒီရက်ကိုရွေးပြီးတော့လို့ရင်တော့ပို့ကောင်းတယ်ရှောင်းတဲ့နာကတနင်္ဂနွေနေ့နဲ့ကြာသပတေးနေ့တွေဆိုရင်ရှောင်းတဲ့ပါတယ်အဲ့တော့ဒီတိကနန်းပါသောရက် ငါးကနန်းပါတဲ့ရက်ကိုယူပြီးတော့အင်္ဂလိပ်ကနန်းဖြင့်ယူရင်ပိုကောင်းပါလေ။ကံကောင်းတဲ့အောင်ပါလီထီနံဘတ်ကတော့လေးတလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံဘတ်ဖြစ်ထီထိုးပါ။ကံကောင်းစေတဲ့အရာကတော့အစိမ်းရောင်အပြာရောင်ဖြစ်ပါလေ။ဘယ်ကိစ္စပဲဖြစ်ဖြစ်အလုပ်လုပ်ချင်တယ်ဆိုရင်2025မေလတလတာအတွင်းမှာအောင်တပြေပန်းရဲ့ရွက်လာပန်းနှစ်ခုပူးပြီးတော့မှအိမ်ဖျားလူချင်းအားဖြင့်လည်း တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးအထူးကံကောင်းပါလိမ့်မယ်။အချီးကိစ္စကံကောင်းမယ်၊အိမ်တော်ကြီးကိစ္စကံကောင်းမယ်၊အောက်လက်ငယ်သားသားသမီးကိစ္စလည်းအထူးကံကောင်းနေပါလိမ့်မယ်။ပြောပွဲရမရှိပါဘူး။မဟာလာပိုင်းတလတာလုံးဟာဘာသာရေးများများလို့ပါလေးထံပတိစိတ်ခြင်းနဲ့ဆိုရင်အရဟံတိဋ္ဌိအောင်ဆိုတာကိုပတိကိုယ်ဘက်စိတ်ခြင်းအပြင်တရားရှင်လို့ပတိနဲ့ကိုယ်ဘက်စိတ်ခြင်းအပြင်လည်းရည်ရထားတဲ့ကိုယ်မှန်းထားတဲ့အရာတွေအားလုံးအစဉ်ပြေချုံးမိပါလိမ့်မယ်။အဲ့တော့ တနင်္ဂနွေနေ့မိုးပါသောမိတ်ဆွေများကျွန်တော်နဲ့ဘေးရင်ဓာတ်ရိုက်မိခြင်းနဲ့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညနှစ်မှာ KP Wave ညံမှုစော်ကတယောက်ကို1000ခွဲသတ်မှတ်ထားပါဗါတယ်အချိန်အားရင်ဖြည့်ပြီးပါမယ်မအားလို့ကျွန်တော်ပြန်ပြီးတော့ဖုံးမကန်ဖြစ်တာအဆက်အသွယ်ဗိုက်ဘာကနေပြန်မပြောဖြစ်တာဆိုလဲနားလဲကွက်လို့ပေးစီလိုပါတယ်တနင်္ဂနွေနေ့မိုးပါသောမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများစွာဖြင့်မေလ2025မေလတလတာလုံးအေးချမ်းစွာဖြတ်သန်းနိုင်ပါစေဗျာ တနင်္လာနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ။2025မေလတလတာတွင်မှတနင်္လာနေ့မွေးဖွားသောမိတ်ဆွေများဖုံးကံမြင့်နဲ့တလကိုဖြတ်နေတယ်လို့အဖြေထွက်ပါတယ်။အရေးကြီးတဲ့ကိစ္စအလုပ်လုပ်မယ်ဆိုရင်စနေနေ့နဲ့တနင်္လာနေ့ရက်ကိုလုပ်ပါ။ပို့ပြီးတော့ကံကောင်းပါလိမ့်မယ်။ရှောင်းတင်တာကဗုဒ္ဓနေ့နဲ့တနင်္ဂနွေနေ့ကိုရှောင်းပါမယ်။ အလုပ်တကူလုပ်တဲ့အခါမှာနည်းနည်းသတိထားရမယ့်အချက်လေးတော့ရှိပါတယ်။အောက်လက်ငယ်သားကိုမွေးထားတဲ့ကိုခေါ်ထားတဲ့ကိုခိုင်းထားတဲ့သူနဲ့ပတ်သက်ရင်တော့အနည်းငယ်စိတ်ညစ်ရပါလိမ့်မယ်။ဒါပေမဲ့အဲ့လောက်စူးစူးဝါးကြီးတော့မဖြစ်ပါဘူး။နောက်ပြီးတော့ငွေကန်ကောင်းမယ်၊ထီကန်ကောင်းမယ်၊ထီထိုးမယ်ဆိုရင်နှစ်နဲ့ခွန်တလုံးလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမယ့်အောင်ပါလီထီနံဘတ်ဖြစ်တီထိုးပါ။ကျွန်တော်တို့ကန်ကောင်းစီတဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ်တင်းလာနေမွေးဖွားသောမိစေများ2025 မေလတလတာလုံးမှာဂုံတော်၉ပါးပရိစိတ်ခြင်းအားဖြင့်တရားရှိလုံးပရိနဲ့၉ပါးစိတ်ခြင်းအားဖြင့်လည်းကိုလုတ်ခြင်းရဲ့ရည်အရာတွေရည်ရွယ်ထားတဲ့အရာတွေတဏှာနေမှုပါသောမိတ်ဆွေများအားလုံးအဆင်ပြေချောမွေ့ပါလိမ့်မယ်အဲ့တော့ကျွန်တော်နဲ့ဗေဒင်မေးဖို့တိုက်ရိုက်မေးခြင်းနဲ့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှင့်ဖို့ဟိုဘိုင်ဘာဖွင့်ထားတယ် KB ဝေးဖွင့်ထားတယ်ညံပူစောကတူကို၁၀၀၀ခွဲသတ်မှတ်ထားပါတယ်အဆင်ပြေရင်တော့ဟောပြပါမယ်အဆင်မပြေဘူးဒီမှာ အလုတ်များနေချိန်ဆိုပြန်မဆက်သွင်းလဲနားလေခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့ဒင်းလာနေမူပါသောမိတ်ဆွေများအားလုံး2025မေလ9လပိုင်းတလတာလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများစွာဖြင့်ဤချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မင်္ဂလာနေမူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025မေလတလတာအတွက်တလတာဟောစလန်လေးပြောပြပြီးမှဖြစ်ပါတယ်အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများ မေလာတလာတာထဲမှာငွေနဲ့ပတ်သက်ပြီးတော့နည်းနည်းသတိထားစီရင်ဖို့လေးကြီးပါတယ်အလှည့်ပြားခံရတတ်တယ်လိန်လေခံရတတ်တယ်ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့အဲ့လိုဟိုကုကုပ္ပစံနဲ့ကိုအမုန်းခံရတတ်တဲ့လာတလာကိုဖြတ်တယ်လို့နားလဲသဘောပေါက်စီလို့ပါတယ်နောက်တစ်ခုကခီးထွက်ဖို့နောက်တစ်ခုတဏျာသွားဖို့မှာနောက်တဏျာတစ်ခုတစ်ခုရွှေ့ဖို့ပြောင်းဖို့မှာနည်းနည်းအခက်ခဲဖြစ်တတ်ပါတယ်ကံကောင်းတဲ့ရက်တွေကတော့ဇာသာပတိနဲ့စနေနေ့ဟာကံကောင်းတဲ့ရက်တွေဖြစ်ပါတယ်ရှောင်းတဲ့နဲ့ရက်ကတော့ဒင်းလာနေနဲ့တောက်ကြနေကိုရှောင်းပါ စာချုပ်စာတမ်းလက်မှတ်ထိုးတာစာချုပ်စာတမ်းအယောင်မဝင်မတဲ့အလိုဖြစ်တာလေးလည်းသတိထားစီလိုပါတယ်အာမမခံပါနဲ့သူတို့ဘာကိစ္စခေါင်းခံဖြေရှင်းတာတွေမလုပ်ပါနဲ့တခါကျအချင်းချင်းတွေကလူရင်းတွေကပြဿနာလေးတွေလူရင်းတွေကဒုက္ခပေးတာလေးတွေလည်းကြုံတတ်ပါတယ်ထီထိုးကန်စမ်းမဲ့ဆိုရင်ငါးတလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအဝါရောင်ရွှေရောင်ဖြစ်ပါတယ်ဒီကာလမှာငါးလပိုင်းတလားတလုံး2025မှာ အဓိဋ္ဌာန်တကူကူဝင်ကျင်နေဆိုရင်ပရိစိတ်ကျင်နေဆိုရင်ဘရောက်သားပဒီနဲ့ဘုဒ္ဓောဆိုတာကိုပရိစနပတ်ချိတ်စိတ်ချင်းအားဖြင့်လဲအင်္ဂါနေ့မူပေါ်သောမိစေများအစစအရာကံကောင်းချုံးမွေပါလိမ့်မယ်အိမ်ဖင်အားမှာနှင်းစီပန်းက9ပွင့်မြေမြုပ်ပန်းက9ပွင့်ကိုဖန်ွက်ထဲမှာထည့်ရေလေးထည့်ပြီးရင်ဖရားမှာထီးလေးတစ်လက်ပါလှူခြင်းအားဖြင့်လဲအင်္ဂါနေ့မူပေါ်သောမိစေများအထူးကံကောင်းပါလိမ့်မယ် ဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများကျွန်တော်တို့ဘေးတွေတိုက်ရိုက်မေးခြင်းလဲဆိုရင်၄၃လုံး၅၃လုံး၈၃ည2ဘိုင်ဘာဖွင့်ထားတယ် KB wave ဖွင့်ထားတယ်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ညံမှုစောကတူကို15000တက်မှတ်ထားပါတယ်အားရင်တော့ကျွန်တော်ပြန်ဖြေပေးပါမယ်မအားရင်တော့စိတ်မဆိုးပါနဲ့နားလဲခွင့်လို့ပေးပါလို့ပြောပြရစီအဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများအားလုံး2025မေလတလတာလုံး စေချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဘုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေများဘုဒ္ဓနဲ့ညံ့နေမွေးဖွားသောယာဟုမွေးဖွားတယ်ဆိုကြပါလို့ယာဟုမွေးဖွားသောမိတ်ဆွေများပေါ့အဲ့တော့2025မေလတလတာအတွင်းမှာဒီကာလမှာပွာရာလာရာဟလာနေရာထိုင်းတာเนาะစကားပြောတာကအစသတိထားစဉ်းညွှန်မှုအရေးကြီးပါတယ် ။ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့လည်းစကားများတာလေး၊နောက်ပြီးတော့စိတ်ညစ်ရတာ၊ရံများတာလေးတွေကြုံပါလိမ့်မယ်။အတိုက်ခိုက်အပြိုင်ဆိုင်လေးတွေပေါ်ပါလိမ့်မယ်။အလုံးမတီးမြဲတတ်ဘူး။နေရာရွှေ့ပြောင်းတဲ့ပတ်သက်ရင်ချက်ချင်းမကောင်းဘူး။မတီးကြဘဲနဲ့မပြောင်းပါနဲ့။တီးကြမှပြောင်းပါလို့ကျွန်တော်တို့ပြောချင်ပါတယ်ဘုရားဘုရားနည်းမွေးွားသောမိတ်ဆွေများရောညနေပိုင်းမွေးွားသောမိတ်ဆွေများရောအဲ့တော့ဒီကာလမှာအစအစရရသတိထားမယ်နောက်ထိခိုက်ဒဏ်ရာရတာကျမ်းမာရေးနဲ့ပတ်သက်တာဒါလေးတွေလည်းစိုးရင်းစရာလေးတွေဖြစ်ပါတယ် စဉ်စီကံပြရတာလေးတွေကြုံတက်တယ်မလိုအပ်ဘဲနဲ့ပတ်စံတွေကုန်တက်ပါတယ်အဲ့တော့အရေးကြောင်ကိစ္စရှိလို့အလုပ်တစ်ခုလုပ်မယ်ဆိုရင်ကြာသာပတိနေ့လုပ်ရင်ပိုကောင်းပါတယ်ရှောင်းတင်တာကဒန်လာနေနဲ့ဘုရုဒန်လာနေနဲ့တောက်ကြနေ့ဆိုရင်ရှောင်းတင်ပါတယ်အဲ့နေ့ကိုဘာမှမလုပ်ပါနဲ့စာရုပ်ချုပ်ဆိုတာလက်မှတ်ထိုးတာကြားဝင်တာလည်းသတိထားစီလိုပါတယ်ထီထိုးကန်စမ်းမယ်ဆိုရင်ငါးကလုံးနဲ့အပိုင်ကိုင်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကံကောင်းစေတဲ့အကြောင်းကအဝါရောင်ရွှေရောင်ဖြစ်ပါတယ် ဒီကာလမှာ2025ငါးလပိုင်းတလတာလုံးမှာဘုံဒူးနေမွေးဖွားတော့ဘုံနေညက်နေမွေးဖွားတော့သူများဘယ်လို့ပဲဖြစ်ဖြစ်ကံကောင်းခြင်းနဲ့အလုလုတာအစဉ်ပြေချုံးမွေးခြင်းနဲ့ဆိုရင်အိမ်ဖះမှာမနဲ့မနဲ့မှာပေါင်မှုထောပတ်လေပေါင်မှုထောပတ်တုပ်လေဖះဆုံးတော့ကတ်ခြင်းအပြင်လဲကံကောင်းနိုင်ပါတယ်ဖန်ခွက်တစ်ခွက်ထဲမှာရေထဲမှာမင်းမျိုးပန်း၅ပွင့်ထဲနှင်းစီပန်း9ပွင့်နှင်းစီပန်းဆိုတဲ့နေရာမှာစူးပါရင်ညက်ပြပါပေါင်းထည့်ပြီးတော့မှအိမ်ဖះမှာအဲ့ဒီပန်းလှူခြင်းအပြင်လဲ ဗုဒ္ဓနေ့မွေးဖွားသောမိတ်ဆွေများညနေဖို့သောမိတ်ဆွေများအထူးကံကောင်းပါလိမ့်မယ်။အဲ့တော့ဗုဒ္ဓနေ့မွေးဖွားသောမိတ်ဆွေများအားလုံးကျွန်တော်နဲ့ဗေဒင်တက်ရိုက်မေးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှစ်မှာညံဘူးစော်ကတပေါင်းခွဲသတ်မှတ်ထားတယ်။ဘိုင်ဘာဖွင့်ထားတယ်၊ KP ဝေမန်နေလည်းဖွင့်ထားပါတယ်။လွှဲပြီးပြီဆိုရင်ကျွန်တော်ဟောပေးပါမယ်။အဲ အဆက်အသွယ်မရလို့စကားမပြတ်ပြပြောလို့ဟလာဖြစ်ရင်စိတ်မဆိုးပါနဲ့မအားတဲ့မအားတဲ့ကြားတွေရတာများဟောပြရတာဖြစ်တဲ့အတွက်ကြောင့်လို့နော်အဲဒါဘုရုနေမွေးဖွားသောမိတ်ဆွေများ အားလုံး2025မေလတလတာလုံးမှာအေးချမ်းစွာဖြင့်ပြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တဗရင်းနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025မေလတလတာလုံးမှာဖြတ်ရမယ်တင်တို့ရဲ့ကံကြမ္မာလေးကိုဟောပေးပါမယ်အဲ့တော့ ကျန်စာတိနေမွေးပွားသောမိတ်ဆွေများအခုလာမယ့်မေလာတလတာတွေမှာအလုတ်ကင်ကောင်းမယ်ခီးကောင်းမယ်ဒါပေမဲ့ဒီအကြီးကဲနဲ့ပတ်သက်တဲ့လူတွေစသဖြင့်ကောက်အိုကိုအုပ်ချုပ်တဲ့သူတွေအဖေအမေကြီးကဲသူတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်စိတ်ညပါလိမ့်မယ်အနှဲငယ်စိတ်ညမယ်ဆိုတော့ဒါကြီးကမကြော်နိုင်ဘူးလို့ပြောတာမဟုတ်ပါဘူးအားလုံးကြော်လွားနိုင်ပါလိမ့်မယ်အဲ့တော့ကျန်စာပရိနေမူပါသောမိတ်ဆွေများအရေးကြီးတဲ့ကိစ္စအလုတ်လုပ်မယ်ဆိုရင်တောက်ကြာနေတဲ့တနင်္ဂနွေနေ့အလုတ်လုပ်ရင် ခုအတွက်ကံကောင်းတဲ့နေ့လို့နားလဲပါငါးလပိုင်းတလားတလုံးမှာတောက်ကြနေသောမဟုတ်တနင်္ဂနွေနေ့လို့ပါရှောင်းတာရှောင်းအောင်မဲ့နေ့နံနေရာအင်္ဂါသားသမီးစနေသားသမီးနောက်အင်္ဂါနေ့တွေစနေနေ့တွေကိုလှုပ်လို့ရင်ပျက်စီးဆုံးရှုံးတတ်ပါတယ်အဲ့တော့ဂျာသာရီနေ့မွေးဖွားသောမိစေများဘာမှမလိုအပ်ဘဲနဲ့အဲ့လိုပျက်စီးလေးတွေပျက်ပျက်ပျက်တာပေါ့အမဆက်ပျက်စီးပျက်တာလို့ဆက်ကြောင့်စိတ်ညစ်ရတာလို့ဒါလေးကြုံတတ်တယ်တခုနားလေသဘောပေါက်ကွာစနေနံအဝင်မတော်ဘူးငါးလပိုင်းတလားတာလို့မှစနေနံဆိုတာ အဲဆလီနန်ဝင်ပြီးအိမ်မှာရှိတဲ့ဂျမိုင်းညံတဲ့သူတယောက်ဒုက္ခရောက်တတ်တယ်အဲ့တော့ဆလီနန်ဆိုတာနံပါတ်1ဆက်ပစ္စည်းဆိုတဲ့နေရာမှာနိုင်လုံးဝအဝင်မတော်ပါဘူးနိုင်မဝယ်ပါနဲ့နော်နောက်ပြီးတော့ကံကောင်းစီတဲ့အယောင်ကအနီရောက်ကံကောင်းစီတဲ့အောင်ပါလီထီနံပါတ်ကိုထီကနန်းကိုညွှေးမယ်ဆိုရင်1နဲ့9နှလုံးထဲမှာတလုံးလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါအဲ့ဂျာသာပတိနေမွေးပွားသောမိစေများဘာပဲလို့လို့အထူးကံကောင်းခြင်းနေဆိုရင် အရဟံဆိုတာတွေကိုပတိကိုပတ်တရားရှင်လုံးပတိနဲ့စိတ်ချင်းအားဖြင့်လဲ9လပိုင်းတလတာလုံး2025 9လပိုင်းတလတာလုံးကန်ကောင်းနိုင်ပါလိမ့်မယ်အိမ်ဖះမှာအုံးတညွန်းတပြေညွန့်လေးချောင်းညွန့်ထည့်ပြီးဖះအောင်မကြမကြလှူပေးခြင်းအားဖြင့်လဲကန်ကောင်းနိုင်ပါတယ်အဲ့တော့ကျန်တာပတိနေမူပေါ်သောမိတ်ဆွေများကျွန်တော်နဲ့ဘေးရင်တိုက်ရိုက်ဟောမေးမယ်ဆိုရင်၄3လုံး5 3လုံး8 3ညာ2ဘိုင်ဘာဖွင့်ထားတယ်ကေပေးဝေးဖွင့်ထားတယ်ညံဘူးဇောကတူးကိုတပေါင်းခွဲသတ်မှတ်ထားပါတယ် အားရင်ဖြေပေးပါမယ်မအားလို့ရှင်လဲစိတ်မစိုးပါနဲ့လို့တခါလည်းပြောပြရသည်2025မေလ9လပိုင်းတလားတာလုံးကြာသာပတိနေ့မူဖော်သောမိတ်ဆွေများစိတ်ချမ်းသာရင်ကိုယ်ဤချမ်းသာခြင်းများစွာဖြင့်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာတောက်ကြနေ့မူဖော်သောမိတ်ဆွေများ2025 9လပိုင်းတလားတာလုံးမှာတလားတွင်ဖြစ်မဲ့ကံကြမ္မာလေးတွေပေါ့အကောင်းဆုံးလေးတွေကိုဟောပြပေးမှာဖြစ်ပါတယ်အဲ့တော့ တောက်ကြနေမူပါသောမိစေများ9လ2025 9လပိုင်းအတွင်းမှာဖြတ်တမ်းအမဲ့အရာလေးတွေရဟိုမရောက်ဒီမရောက်ရှေ့တူရခက်နောက်ဆိုရခက်တို့လိုတန်းလန်အလုပ်တွေမပြီးပြတ်တာဒါလေးတွေကြုံတတ်ပါတယ်ဇိုလိုဂျင်နာကတော့တောက်ကြနေမူပါသောမိစေများအလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင်ပြီးပြတ်အောင်လုပ်ပါပြီးဆုံးအောင်လုပ်ပါဒါဆိုရင်ဒီ9လပိုင်းတလားတာကိုကျော်လွှားနိုင်ပါလိမ့်မယ် ဟိုဟာလို့ရကောင်းလို့ဒီဟာလို့ရကောင်းလို့နဲ့အချိန်ဆွဲခြင်းဆွဲခြင်းအားဖြင့်လေတလာလုံးကဟိုလိုလိုဒီလိုကုံသွားတတ်တယ်။ဘာမှမဟုတ်ပဲနဲ့အချိန်နေကုံသွားတတ်တယ်ဆိုတဲ့ဂိမ်းမျိုးဖြစ်နေလို့ပါ။အဲ့တော့အရေးကြီးတဲ့ကိစ္စလေးတွေစကားပြောမယ်ဆိုရင်တင်းငွေတွေနေအင်္ဂါနေ့ဟာအကောင်းဆုံးနေ့ဖြစ်ပါတယ်။ရှောင်းရမှာတင်းလာနဲ့ကြာသာပြီးနေ့ကိုရှောင်းမှာထီထိုးကန်စမ်းမယ်ဆိုရင်၃တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီဒီနံပါတ်ဖြစ်ထီထိုးပါ။ကန်ကောင်းစီတဲ့အယောင်ကနင်းညော်ဖြစ်ပါတယ်။ဘယ်ကိစ္စပဲဖြစ်ဖြစ် အဋိဌံလေးတစ်ခုခုနဲ့လုံးလုံးမယ်ဆိုရင်အရဟံကိုပရိကိုပတ်စိတ်ခြင်းအပြင်လဲတောက်ကြံနေမွေးပါသောမိစေများကိုရည်ရထားတဲ့အကြံစီထားတဲ့အရာတွေကိုကြော်လွားလွတ်မြောက်နိုင်ပါလိမ့်မယ်။ကျမ်းမာရေးဂယုဆိုင်ရမယ်။နောက်ပြီးတော့သွားရလာတာထိခိုက်ဒဏ်ရာရတာလေးအထူးဂယုဆိုင်ရပါလိမ့်မယ်။ဒီကာလထဲမှာကိုဖြစ်ခြင်းတဲ့ဆန္ဒတွေရည်ရထားတဲ့ကိစ္စတွေအိမ်ပြားမှာအလူတစ်ခုလုံးမယ်ဆိုရင် ျွန်တော်တို့အုံစွန်လေးမကြမကြစွန်းတော်ကတ်ခြင်းအားဖြင့်လဲကိုဖြစ်ခြင်းတဲ့ဇန်နာတွေကိုကြော်လွားလွမြောက်နိုင်ပါလိမ့်မယ်အဲ့တော့တောက်ကြနေမွေးပွားသောမိတ်ဆွေများကျွန်တော်နဲ့ဘေးရင်တိုက်ရိုက်မေးခြင်းနဲ့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညာ2ဘိုင်ဘာဖွင့်ထားတယ် KB ဝိမာန်ကြီးဖွင့်ထားတယ်ညံပူစောကတူဦးကိုတသောင်းခွဲသတ်မှတ်ထားပါတယ်အစဉ်ပြေလို့အချိန်အားရဟောပေးပါမယ်အစဉ်အချိန်အဆက်အသွယ်ဟလာ ပြောဟိုမပြောဖြစ်လို့ဟလာမပြန်ဖြစ်လို့ရှင်လဲနားလဲခွင့်လို့ပြီးစီလို့ပါတယ်အဲ့တော့2025ငါးလပိုင်းတလားတာလို့မှတောက်ကြနေမွေးဖွားတော့မိတ်ဆွေများအားလုံးအေးချမ်းစွာ ဖြင့်အောင်မြင်စွာဖြင့်ကိုလိုတဲ့အလုပ်တွေငြိမ်းချမ်းစွာဖြင့်လှုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်စနေနေ့မွေးဖွားတော့မိတ်ဆွေများအားလုံးမင်္ဂလာပါ2025မေလငါးလပိုင်းတလားတာလို့မှအကောင်းဆုံးလေးတွေဟောပြီးမှဖြစ်ပါတယ် ဲ့တော့2025ငါးလပိုင်းတလတာအတွင်းမှာစနေနေ့မွေးပွားသောမိတ်ဆွေများသည် ဖုံးကန်ရှိနေသေးတယ်ကို့ပြောစကားအောင်မြင်နိုင်မယ်။နောက်ပြီးတော့ရက်ထားတာလေးတွေပြန်လောရတတ်တယ်။မလောရတော့ဘူးငြိမ်သွားပြီဆိုတဲ့ဟာကြီးတစ်ကပြန်စပြီးလောရတယ်ဇိုလိုချင်းနာငါးလပိုင်းတလတာသည်စတင်ခြင်းဖန်တီးခြင်း ပုံဖော်ခြင်းတွေအားလုံးကောင်းတယ်ဆိုတဲ့အဲထဲမှာပါနေပါတယ်။အဲ့တော့ဘယ်နေ့တွေရွေးရင်ကောင်းမလဲ။ တရင်လာနေတဲ့ဘုံလူနှစ်ရက်ကိုရွေးအကောင်းဆုံးမှာရှောင်းတင်တာအင်္ကာနေ့နဲ့တောက်ကြံနေ့ကိုရှောင်းပြီးတော့လုပ်ပါကံကောင်းစီတဲ့အယောင်ကအဖြူရောင်ဖြစ်ပါတယ်ကံညံ့စီတဲ့အယောင်ကတော့အနဲ့ရောင်အနဲ့ရောင်လောဝမွက်ပါနဲ့အဲ့တော့ထီထိုးကံစမ်းမယ်ဆိုရင်ရှစ်တလုံးတွေကိုအပိုင်ကိုင်းပြီးတော့ကံကောင်းမဲ့အောင်ပါလီဂျီနံဘတ်ဖြစ်ထီထိုးပါကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်အစားမားတာဈေးမားတာလေးတွေကယူဆရလိမ့်မယ်အသက်ရှူချက်တာမောတာလေးတွေလည်းကယူဆရပါလိမ့်မယ် ဇနီနီမူဖော်သောမိစေများ၅လပိုင်းတရားတာတွေမှာဘာပဲလို့လို့အစဉ်ပြေချုံးမွေးခြင်းနဲ့ဆိုရင်တဲ့ကိုနဲ့ကိုနေတဲ့နေရာနဲ့ဤတဲ့ပတ်ဝန်းကျင်မှာကလေးလေးတွေကိုပြောင်းထားပါကလေးလေးပြောင်းထားဆိုအမကလေးတွေမိုးဝပေးလိုက်မုတ်လေးဝယ်ကျွေးလိုက်မုတ်လေးတွေဝေပေးခြင်းအားဖြင့်စနေနေ့မူပေါ်သောမိစေများအားလုံးဟလာကလေးတွေပျော်ခြင်းအားဖြင့်စနေသားသမီးများအားလုံးပျော်တဲ့နှမိတ်ကိုငားလာပိုင်းမှာရပါလိမ့်မယ်အဲ့တော့ဒီကာလထဲမှာဟလာ ဘာပဲလို့လို့ဒေတာလေးတခုပါဝင်ကျင်နေဆိုရင် လောကဝိတုကိုတရားရှင်လုံးပတိလေးနဲ့ကိုယ်ပတ်စိတ်ချင်းအားဖြင့်လေကိုကြံစီထားတဲ့အရာတွေရည်ရွယ်ထားတဲ့အရာအလုံးချုံးမှုပါလိမ့်မယ်ဒီတလငါးလပိုင်းတလတာအတွင်းမှာတကူးကြည့်တဲ့ဖရာတကူးကြည့်တဲ့ဇီတွေရောက်ရင်အမြဲတမ်းမကြမကြရေသက်ပယ်ခြင်းအားဖြင့်လေအေးချမ်းမှုတွေပိုရပါလိမ့်မယ်အဲ့တော့ဇနီးနေ့မူပါသောမိတ်ဆွေများကျွန်ုပ်နဲ့ဘေးရင်မေးမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ၂ ဘိုင်ဘာဖွင့်ထားတယ်ကေဘေးဝိမာန်ကြီးဖွင့်ထားတယ်ညံပူဇော်ကတပေါင်းခွဲသတ်မှတ်ထားပါဗျာအဲ့မှာညံမူဇော်ကလွယ်ပြီးရင်ကျွန်တော်အားရင်တော့ဟောပြပါလိမ့်မယ်နာမည်မူတဲ့အတိကြတော့ပို့ပြရပါတယ်ဆိုတော့ကမအားလို့ပြန်ပြီးအဆက်အသွယ်မလုပ်ရင်လည်းစိတ်မဆိုးပါနဲ့လို့တခါတည်းပြောပြရစီနော်အဲ့တော့စနေနေ့မူဖသောမိတ်ဆွေများ2025 5လပိုင်းတလားတာလုံးမှာအေးချမ်းစွာဖြင့်စိတ်ကူးကောင်းကောင်းတွေးကောကောင်းကောင်းအယူဆကောင်းကောင်းအကြံစီကောင်းကောင်းလေးနဲ့ ငားလာပိုင်းတလားတာကိုအောင်မြင်စွာဖြတ်သန်းနိုင်ပါစေအေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။